မိုးလင်းခါနေအချိန်မော်ကျော်တယောက်အိပ်ရာပေါ်ကလက်နိုးလာသည်အိမ်မက်တစ်ခုကိုမှတ်မိတယ်လို့လို့မမှတ်မိတယ်လို့လို့ခန်းစားနေရသည် သူ့ခန်းကပုံမှန်တိုင်းဖြစ်နေပုံရတော့လဲတနေရာရာမှာမူမမှန်တယ်လို့ခန်းစားရသည်အိပ်ရာဘေးကနယံမန်ကိုကြည့်လိုက်ရာသူ့ပုံရိပ်အစားအသက်50အရွယ်အမျိုးသားတယောက်ဤမျက်နှာကိုမြင်လိုက်ရသည်မျက်လုံးများကယဉ်နီးနေတော့လဲဆံပင်ဖြူများအရေးကြောင်းများနဲ့ပင်ပန်းနှွမ်းနေနေတော့အမူအရာက သူ့ကိုထိတ်လန့်စေသည်ဘသူလဲ မော်ကျော်ကအော်လိုက်တော်လဲအတန်မထွက်ရုတ်တရက်အခန်းတစ်ခုလုံးဒုံခါသွားပြီးကျန်းပြင်အောင်မှအလင်းတန်းများထွက်ပေါ်လာသည်သူ့ခြေထောက်အောက်ကကျန်းပြင်ဟာဖန်ခွက်တပွဲကွဲအပ်ကသူ့ကိုအမောင်းလဲသို့ဆွဲချသွားသည်တတိပြန်ရလာချိန်တွင်မော်ကျော်သည်ရန်ကုန်မြို့လေကောင်း၏လက်မကြီးပေါ်တွင်ရက်နေသည်သို့တော်ဒီရန်ကုန်ကသူတိထားသည်2025ခုနှစ်ကရန်ကုန်မဟုတ်လမ်းများပေါ်တွင်ကားများစားလေတဲ့တွင် ပြက်ဝဲနေသောတတုတိတံငယ်များအဆောက်အုံများမှတလင်းကြောက်တပွဲတောက်ပနေပြီး လူများကထူးဆန်းသောအဝတ်အစားများနဲ့လှုပ်ရှားနေသည်သူ့ဘေးမှလူတယောက်လျှောက်လာပြီးပြောလိုက်သည် မော်ဂျော်နောက်ဆုံးတော့မင်းပြန်ရောက်လာပြီးအချိန်ကြာလာပြီးငါဆောင်နေရတာမော်ဂျော်ကထိုလူကိုကြည့်လိုက်ရမှန်းနေတွင်မြင်ခဲ့ရသည့်အသက်50အရွယ်အမျိုးသားပင်သူ့မျက်နှာကိုအနီးကပ်ကြည့်မိတော့မော်ဂျော်ကိုယ်တိုင်အသက်ကြီးလာသည့်ပုံစံတစ်မျိုးနဲ့တူနေသည်ဘသူလဲခင်များဒီမှာဘယ်နေရာလဲကျွန်တော်ဘလို့ရောက်လာတာလဲမော်ဂျော်ကအတန်တုံတုံနဲ့မေးလိုက်သည်ငါကမင်းပဲဒါပေမဲ့မင်းနဲ့မတူတဲ့လောကကမင်းဒီနေရာက 2050ခုနှစ်ရဲ့ရန်ကုန်မင်းက2025ကနေရောက်လာတာအချိန်နဲ့နေရာအကြားတကားတစ်ခုဖွင့်သွားတာကြောင့်ဖြစ်သွားတာထိုမျိုးသားကစကားလုံးများကိုတည်တည်ငြိမ်ငြိမ်ဖြင့်ပြောနေတော်လဲမော်ကျော်အတွက်တော့အိမ်မက်ထဲရောက်နေတယ်လို့ခံစားရသည်ဒီလောကကမင်းလောကနဲ့မတူဘူး2030မှာဆက်ရုပ်တွေကလူသားတွေကိုအုပ်ချုပ်ဖို့ကြိုးစားခဲ့တယ်နီးပညာကလူသားတွေကိုကြော်သွားပြီးစသီစိတ် AI တယောက်ကကဘာကိုထိန်းချုပ်ဖို့လုပ်ခဲ့တယ်ငါကတော်လန်ရင်းမှာ ပါဝင်ခဲ့ပြီးဒီလောကကိုကယ်ခဲ့ရတယ်ဒါပေမဲ့ အဲ့ဒီတိုက်ပွဲမှာငါတို့အများကြီးဆုံးရှုံးခဲ့ရတယ်။ထိုမျိုးသားကမျက်လုံးထဲတွင်ဝမ်းနည်းမှုများနဲ့ဆက်ပြောသည်။မင်းကိုဒီကိုခေါ်လာတာကမင်းလောကမှာဒီလိုမဖြစ်အောင်ကူညီဖို့ငါတို့မှာအချိန်နဲ့နေရာကိုဖြစ်ကျော်နိုင်တဲ့ဤပညာတစ်ခုရှိခဲ့တယ်။ဒါပေမဲ့တခါပဲတုံးလို့ရတယ်မင်းကိုရွေးခဲ့တာ။မော်ကျော်ခေါမှုသွားသည် သူ့ဘဝမှာတာမန်လူငယ်တစ်ယောက်ပဲ။ရန်ကုန်ကရုံးတရုံးမှာအလုံလုံညနေဆိုသူငယ်ချင်းတွေနဲ့လက်ဖက်ရည်ဆိုင်ထိုင်အိမ်ပြန်ရောက်ရင် ဖုံးကြည့်ရင်အိတ်တက်တဲ့ဘဝလေးပဲရှိခဲ့တာ။ ျွန်တော်ဘလို့လောက်ရမှာလဲကျွန်တော်ကဘာမှမဟုတ်တဲ့လူပဲမင်းမှာအချိန်ရှိသေးတယ်2030မှာစသီစိတ် AI တွေလွှမ်းမိုးလာဖို့အဓိကအကြောင်းရင်းကအာယာဆိုတဲ့ program တစ်ခုအဲ့ဒါကို2026မှာစတင်တည်ထွင်မယ်မင်းအဲ့ဒီ program ကိုတားနိုင်ရင်အနာဂတ်ပြောင်းလဲသွားမယ်မော်ဂျော်ကိုထိုမျိုးသားက လေထဲပြန်နေတော့တတုတ္တရငယ်တစ်ခုတည်းသို့ခေါ်ဆောင်သွားပြီးမြို့တစ်ခုလုံးကိုအပေါ်စီးကပြသည်ရန်ကုန်မြစ်ကပုတ်တိုးနေပြီးလူများကစက်ရုံများနဲ့အတူစီကံကြလှုပ်ရှားနေသည် လွတ်လပ်မှုမရှိတော့သည့်ကဘာတစ်ခုကိုမြင်လိုက်ရသည်ဒါကငါတို့ရဲ့ရလတ်မင်းလောကမှာဒီလိုမဖြစ်စေချင်ဘူးထိုမျိုးသားကဆိုသည်မော်ကျော်ရင်ထဲမှာတမျိုးခံစားလာသည်သူ့မိသားစုသူငယ်ချင်းတွေသူချစ်တဲ့ရန်ကုန်မြို့ကိုဒီလိုမျိုးမဖြစ်စေချင်ထိုမျိုးသားကသူ့လက်ထဲသို့အလင်းရောင်ထွက်နေသောတတုဆက်လုံးငယ်တစ်ခုထည့်ပေးလိုက်သည်ဒါကမင်းကိုမင်းလောကကိုပြန်ပို့ပေးမယ်ဒါပေမဲ့တတိထားအချိန်တကားကမတည်ငြိမ်ဘူးမင်းမှာအခွင့်အရေးတစ်ခါပဲရှိတယ်မော်ကျော်ကထိုဆက်လုံးကိုဂိုင်လိုက်သည့်အခါအလင်းနှက်များက သူ့ကိုလွမ်းကြုံသွားပြီးစကန့်ပိုင်းအတွင်းသူ့ကိုယ်သူအိယာပေါ်တွင် ပြန်တွေ့လိုက်ရသည်အိမ်မက်လာအမှန်လားမခွဲခြားနိုင်သေးခင်သူ့လက်ပေါ်တွင် ထွင်းထားသောစာလုံးများကို မြင်လိုက်ရသည်2030ကိုတတိထားအာယာ AI ကိုဒါပါမော်ကျော်တယောက်မနက်ခင်းနေရောင်အောက်တွင် ထိုင်နေရင်းတွေးနေသည်သူ့ဘဝဟာယခင်ကလိုတာမန်ဘဝမဟုတ်တော့အနာဂတ်ကိုပြောင်းလဲဖို့သူ့မှာတာဝန်တစ်ခုရှိလာပြီးသူအင်တာနက်ထဲဝင်ကြည့်လိုက်ရာအာယာဆိုတဲ့နမည်နဲ့ပတ်သက်ပြီးဘာမှမတွေ့သေးပေမဲ့ဤပညာကုမ္ပဏီတစ်ခုက 2016မှာစတင်မဲ့ AI project တစ်ခုအကြောင်းသတင်းတပုတ်ဖတ်မိသည်သူဆုံးဖြတ်လိုက်သည်ဒီလောကကိုကယ်ဖို့သူချေရတဲ့လူတွေကိုကာကွယ်ဖို့သူအရင်ဆုံးဒီ project အကြောင်းစုံစမ်းရမယ်မော်ဂျော်တယောက်လက်ဖက်ရည်ကွက်ကိုဂိုင်းရင်အသက်ပြင်းပြင်းရှူလိုက်ပြီးအစ်စ်တော်ခီးတစ်ခုကိုစတင်ဖို့ပြင်ဆင်လိုက်သည်